ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကလေးငယ်တွေပိုလီယိုဖြစ်နိုင်ခြင်းမြင့်တက်လာမယ်လို့ထုတ်ပြန်လိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကာကွယ်ဆေးထိုးနိုင်စွမ်းရော့ကျလာတာကြောင့်ကလေးငယ်တွေပိုလီယိုရောဂါဖြစ်နိုင်ခြင်းမြင့်တက်လာတော့မယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအသတိပေးထုတ်ပြန်လိုက်တာပါ။2026ခုနှစ်ကနေ2029ခုနှစ်ကြာမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အတွက်ရန်ပုံငွေတိတိမှ9ဘီလီယံရောကျသွားမှာဖြစ်လို့ပိုလီယိုကာကွယ်ဆေးအခမဲ့ထိုးပေးတဲ့အစီအစဉ်တွေမှာကာကွယ်ဆေးထောက်ပံ့နိုင်စွာရောကျသွားမှာဖြစ်ပါတယ်။ကာကွယ်ဆေးထောက်ပံ့နိုင်စွာရောကျသွားတဲ့အတူတစ်ကမ္ဘာလုံးမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကကာကွယ်ဆေးထောက်ပံ့ထိုးနှံပေးတဲ့အစီအစဉ်တွေလည်းရောသွားမှာဖြစ်လို့ ကလေးငယ်တွေပိုလီယိုဖြစ်နိုင်ခြေမြင့်တက်လာတာပါအမေရိကန်အစိုးရကကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကနှုတ်ထွက်သွားခဲ့တဲ့အပြင်ဒီတိုင်တဲ့ဂျာမနီတို့ရန်ပုံငွေအများဆုံးထည့်ချတဲ့နိုင်ငံတွေကလည်းရန်ပုံငွေထည့်တာ short ချလိုက်တာကြောင့်မလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့တစ်ကမ္ဘာလုံးမှာဖော်ဆောင်နေတဲ့ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေအပါအဝင်ကုသရောဂါကာကွယ်တားဆီးရေးအစီအစဉ်တွေကိုလိုအပ်ချက်အတိုင်းမဖော်ဆောင်နိုင်တော့ဘဲအကန့်အသတ်တွေနဲ့ကြုံတွေ့လာတာပါပိုလီယိုကာကွယ်ဆေးထောက်ပံ့နိုင်စွမ်းကတော့2016ခုနှစ်ကစပြီးတိတိတသာရောကြလာမယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကလည်းအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။